ဝေကြီးပန်းဆိုင်ရာစီမံခန့်ခွဲမှုတွေကိုပြောင်းလဲဖို့အဆင်သင့်ဖြစ်နေပြီလားအဲဆိုလို့ရှိရင်တော့ Trumani ကအားလုံးထက်အဆင်ပြေချုံးမှုရအောင်လုပ်ပေးပါမယ် passport စာအုပ်ဒါမှမဟုတ်လို့ရှိရင် CI စာအုပ်ရှိုံနဲ့ပဲတခါမှမကြုံတွေ့ရရတဲ့အရန်ကိုလွယ်ကူချုံးမလာတဲ့ဝေကြီးခီးစဉ်ကို2 money နဲ့ချောင်းလန်းလို့ရမှာဖြစ်တယ်နော်ပထမဆုံးအနေနဲ့ Google Play ဒါမှမဟုတ်လို့ရှိရင် App Store ကနေပြီး2 money wallet application လေးကို download ဆွဲပါ ီးရတဲ့ application တွေကိုဝင်ပြီးတော့မြန်မာဘာသာကိုရွေးမယ်။ပြီးရင်ဖုန်းနံပါတ်လေးရိုက်ခဲ့ပါ။အဲ့ဒါပြီးရင်တော့ OTP နံပါတ်လေးကြာလာတာကို ဖြည့်ရပါမယ်။ပြီးရင်သဘောတူသူကိုနှိပ်ပါ။ပြန်တော့ passport စာကို scan ဖတ်ရမှာမယ် passport စာအုပ် scan ဖတ်တဲ့နေရာမှာသတိထားရပါမယ် passport စာအုပ်ကိုပြထားတဲ့ဘောင်လေးအတွင်းမှာပဲကွက်တီဝင်အောင်ထည့်ပေးရပါမယ်အထဲမှာပါတဲ့အချက်အလက်တွေကလည်းရှင်းလင်းစွာဖြည့်ရပါမယ် ပြီးလို့ရှိရင်တော့ကိုယ့်ရဲ့မျက်နှာကို scan ဖတ်ပြရပါမယ်။တတိယအချက်အနေနဲ့ကတော့ကိုယ်နေတဲ့နေရက်လိပ်စာကို ဖြည့်ပြရပါမယ်။ application ကဘယ်လိုလုပ်ရမလဲဆိုတာကိုတဆင်ချင်းစီပြပေးတဲ့အတွက်ကိုကလုံရမယ့်အဆင့်လေးတွေကိုကြော်သွားစရာမရှိပါဘူးပြီးလို့ရှိရင်တော့လိမ္မော်ရောင်လေးနှိပ်ပေးပါပြီးရင်တော့ကိုအဓိကအသုံးပြုချင်တာလေးတွေကို highlight လုပ်ပြီးတော့ရေးပေးပါအဲ့ဒါပြီးရင်တော့လှုပ်ဝက်ကနန်းလေးရိုက်ထည့်ပေးဖို့လိုပါတယ် အစ်စ်လေးအနေနဲ့ကတော့ကိုယ့်ရဲ့အထောက်အထားဝတ်ပါမယ်ဒါမှမဟုတ်လို့ရှိရင်ဗီဇာကိုရိုက်တင်ပေးရပါမယ်အခုလိုမျိုးပေါ့နော်ပတ်စပို့စာအုပ်လေးရှိရုံနဲ့အရာရာတိုင်းကိုအသုံးပြုနိုင်မှာဖြစ်တယ်နော် မြန်မာပြည်ကိုဝင်လွှဲတာဖုန်းမေဖြေတာလာဇာတာ TikTok Shop တွေမှာဈေးဝတာတွေအလုံးကို True Money နဲ့ပဲအကုန်လုံးပြုလုပ်လို့ရတယ်เนาะ True Money ကတနည်းအားဖြင့်မှာပဲအရာတိုင်းကိုနှင်းမြန်းချုံးမွေအောင်အသုံးပြုလို့ရတယ် All in One App ဆိုလို့ရှိရင်လည်းမမ True Money နဲ့အလွယ်ကူဆုံးငွေကြေးခီးစဉ်ကိုရှောင်လန်းလိုက်ကြရအောင်